အန္တိဘူတော့အယံလောကဒီလောကကြီးဟာခန်းနေတယ်လို့ဖြစ်နေတယ်တနုကိထဝိပတ္တိတနုကောအစ်ထဝိပတ္တိဒီအဲမှာတနုကဆိုတာအဓိပ္ပာယ်ကပါတယ်ဆိုတဲ့အဓိပ္ပာယ်ပါပါလေးခုခေတ်ကတော့ဘလို့သုံးတယ်မသိဘူးနော်သေသေးလေးလို့လည်းပြောချင်းပြောတယ်ဘယ်ရက်ကစသုံးတယ်ဆိုတော့မသိဘူးပါပါလေးလို့လည်းပြောတယ်ဆိုလိုတာကတော့ တနုကိဋ္ဌဝိပဒနိဒီလောကကြီးမှာလူနည်းနည်းနည်းလေးပဲထူထူခြားခြားသိမြင်တဲ့အသိဉာဏ်ရှိတယ်။ဟောမသိတဲ့လူတွေကများတယ်လို့ဒီလိုဆိုလိုတာလောကကြီးကမသိတဲ့လူတွေကများတယ်ဒီလောကမှာသိတဲ့လူကနည်းနည်းလေးပဲရှိတယ်။ဒီစကားကိုဝိပဒတိဆိုတာထူထူခြားခြားသိနိုင်တာ။တဘာဝတရားနဲ့ပတ်သက်လာလို့ရှင်လူတွေကမျက်ွယ်ပြုတ်ထားတယ်လို့ဖြစ်နေတယ်။ ရိုးရအတိတွေပဲတိနေကြပြီးတော့တဘာဝအစစ်မှန်ကိုမတိနိုင်ကြတာဒါဒီလိုအိဗယ်နဲ့ပြောတာအေးနည်းနည်းလေးပဲထူထူခြားခြားသိတယ်သူများနဲ့မတူတဲ့အတိကိုသိကြတယ်ဝိပတ္တိဝိပတ္တနာဝိဆိုတာထူထူခြားခြားပတ္တိကမြင်တာဘာနဲ့မြင်တာတော့အတိညာနဲ့မြင်တာလောကလူတွေဆိုတာခန္ဓာငါးပါးနဲ့ဖွဲ့စည်းထားတာကြီးပဲ အဲ့ဒီခန္ဓာ၅ပါးနဲ့ဖွဲ့စည်းထားတဲ့လူတွေဟာခန္ဓာ၅ပါးတဲ့ကတခုကိုငါလို့ယူဆတယ်၊ကျန်တဲ့ကိုငါဟာလို့ယူဆတယ်။ငါဆိုတဲ့အမြင်ငါဆိုငါဟာဆိုတဲ့အမြင်ဟာ လူတိုင်းမှာ ရှိနေတဲ့အမြင်တခုပဲ။ထူးခြားတဲ့အမြင်မဟုတ်ဘူး။အေးငါမဟုတ်ဘူး။ငါဟာမဟုတ်ဘူးဆိုတဲ့မြင်တဲ့အမြင်ကြတော့ဝိပဿတိထူးခြားတဲ့အမြင်တခုဖြစ်သွားတယ်။ လောကမှာကိုယ်ကို နေသထဝရလို့ထင်နေရင်လူတိုင်းလူတိုင်းဟာနေသထဝရမအိုရောမဲ့ပုံမတည်မဲ့ပုံဒီလိုထင်နေကြအေးမဟုတ်ဘူးအခုဖြစ်ပြီးအခုပြက်နေတယ်မမြဲတဲ့သဘောတရားပဲထဝရပြောင်းလဲနေတယ်အရာကြီးသာဖြစ်တယ်လို့မြင်ဒါဝိပတ္တိပဲအဲ့တော့ဒီလို မြင်တဲ့ပုဂ္ဂိုလ်ဟာအလွန်နေတယ်လောကကြီးဟာဒုက္ခပဲချမ်းသာတယ်ရှင်ပြေတယ်ဆိုရင်ဒုက္ခ အဲ့ဒါလိုယူဆနေကြတဲ့ပုဂ္ဂိုလ်တွေကများတယ်ဘာဖြစ်လို့တော့ဆိုမကမ်းမိမဲ့ကမ်းတယ်လို့ဖြစ်နေလို့တဲ့ထူးထူးခြားခြားအေးလောကကြီးမှာသာဝရပြောင်းလဲနေတဲ့အရာကြီးတစ်ခုဟာဘယ်မှလင်ဒုက္ခဖြစ်ပါမလဲလူတွေဟာနေစင်တဲ့အမြအခုဖြစ်လိုက်အခုပြတ်လိုက်ဆိုတဲ့ရုပ်တဘာဝနံတဘာဝတွေဟာသာဝရပြောင်းလဲနေပြီး မြည်ရည်စီးစင်းနေတယ်လို့သာဝရပြောင်းလဲနေတဲ့အရာတွေဆိုတာကိုတည်တည်ချာချာသိလာတဲ့အခါကျရင်ဒါဝိပတ္တိကျင့်တတ်เสียမကောင်းလို့ဒုက္ခလို့မြင်လာတယ်ဖြစ်မှုပြမှုတွေနှိမ့်ဆက်နေလို့နှောင့်ယှက်နေလို့ဒုက္ခလို့ပြောတာဒါဖြင့်ဒီဒုက္ခကိုကိုဘာတတ်နိုင်တော့ကို့အလိုတိုင်းဖြစ်တာလားလို့ဆိုမဟုတ်ဘူးယုတ်တရားနံတရားတွေဟာကို့အလိုတိုင်းတစ်ခုမှမဖြစ်ဘူးလို့မြင်တာဟာဝိပတ္တိဒီလိုဆိုလိုတာပေါ့နော် အေးလောကကြီးထဲမှာအနှဲငယ်လောက်သာလူအနည်းစုကသာမှန်မှန်ကန်ကန်သိနိုင်ကြတယ်ရသော်ဘုရားကဥပမာလေးနဲ့ဟောပြတယ်တကုနောဇာလမုတ်တော်ဝါငှက်တွေဖန်းတဲ့ငှက်မုတ်ဆိုးတွေကခြုံကြီးတစ်ခုလုံးကိုပိုက်ကြီးနဲ့အုပ်လိုက်တဲ့အခါမှာနော်စာကလေးတွေဖန်းတာပဲကြည့်ပါ စာကလေးတွေဖတ်တဲ့အခါမှာစာလေးဆိုတာစုပြီးတော့အိတ်ကြတာခြုံနေပေါ်မှာစုပြီးတော့အိတ်တဲ့အခါမှာငှက်ဖန်းတဲ့လူကပိုက်စိတ်ဟိုတည်းလေးနဲ့အပေါ်နေပြီးလွှမ်းပြီးအုပ်လိုက်တာအုပ်လိုက်တဲ့အခါကျတော့ဒီထဲကလွတ်ထွက်သွားနိုင်တဲ့အကောင်ဆိုတာအမတန်မှရှားတယ်ဒါကြောင့်မို့ဒါကိုပြောတာမြတ်စွာဘုရားတကုနောဇာလမုတ်တော်ဇာလမုတ်တာပိုက်ကွန်ကလွတ်သွားတဲ့တကုဏငှက်ဆိုတာတဲ့ အဲ့ဒါမှနဲတယ်လို့ဆိုလို့အားလုံးတော့နီးနီးဒီပိုက်ထဲမှာမိချတယ်ပေါ့တကုနောဇာလမုတ်တော်ဝအပောတက္ခာယခစ္စတိလူတွေထဲမှာလည်းပဲအသိဉာဏ်ရှိတဲ့လူကအလွန်နဲသည့်အတွက်ကြောင့်အမတန်အနည်းငယ်သောပုဂ္ဂိုလ်သည်သာလဲနိဗ္ဗာန်ဆိုတာရောက်နိုင်တယ်လို့ဒီလိုပြောတာကောင်းရသတိပုံရောက်တဲ့ပုဂ္ဂိုလ်လဲနဲတယ်တက္ခာဆိုတာဒီနေရာမှာနတ်ရွာနဲ့နိဗ္ဗာန်ကိုရည်ညွှန်းပြီးတော့ပြောတော့ အမြင့်ဆုံးကတော့နိဗ္ဗာန်ပေါ့ဓာပြည့်ရောက်တဲ့ပုဂ္ဂိုလ်လဲနဲတယ်နိဗ္ဗာန်ရောက်တဲ့ပုဂ္ဂိုလ်လဲနဲတယ်လို့ဒီလိုမြတ်စွာဘုရားကသေဒနာတော်အနေနဲ့ဟောပြောလိုက်တာ